ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ။ Barcelona သင်းရဲ့ Spain Legion ကသားမဟောင်းနဲ့နီးပြဟောင်းဖြစ်တဲ့ Javi Hernandez ကနီးပြရာထူးအတွက်သူ့အနေနဲ့အခု Saudi Club သင်းနှစ်သင်းရဲ့ကာလမှုကိုပယ်ချလိုက်တယ်။ပြီးခဲ့တဲ့ရပိုင်းအစောပိုင်းတုန်းက AHT ဟပ်ပေါ်လေသူတို့ Sergio Conceição ကိုမခေါ်ခင်ပါ AHT ရဲ့က ဒါဂျာဗီဟန်နန်ဒက်ကိုနီးပြဖြစ်ခံ့ဖို့ကာလန်နဲ့တစ်ချိန်တည်းမှာပဲအက်ဆက်ဆိုတဲ့အသင်းကလည်းဒါဂျာဗီကိုကာလန်ပြီးတော့အက်တီဖာဆိုတဲ့အသင်းလည်းကာလန်နဲ့၃သင်းလောက်ရှိတယ်။အဲ့ထဲမှာဂျာဗီကအားရတဲ့အားလုံးကိုပယ်ချလိုက်တယ်။သူကပြအမှန်တမ်းပြောရင်နီးပြလောကတွေကိုပြန်လာဖို့ရှိတယ်။ဒါပေမဲ့သူနီးပြချင်တာကမန်ချက်စတာယူနိုက်တက်ကိုနီးပြချင်နေတယ်။ဘာကြောင့်လဲဆိုတော့မသိဘူး။ဒါပေမဲ့ဒါအခုပါဆိုနာရဲ့ legend နီးပြဖြစ်တဲ့ဂျာဗီဟန်နန်ဒက်ကဆော်ဒီကလပ်တွေရဲ့ကာလန်မှုတွေကိုပယ်ချပြီးတော့ တကယ်လို့များ Manchester United ကနီးပြအပြောင်းလဲတွေလုပ်ခဲ့မယ်နီးပြအပြောင်းလဲဖြစ်သူတို့တာဝန်ယူပြီးအစားထိုးမယ်ဆိုရင် तू available ဖြစ်နေဖို့အတွက် तू အဲ့နီးပြရာထူးကိုပယ်ချလိုက်တယ်လို့ဆိုတယ်ဆိုတော့အခု Javi လို့နီးပြမျိုးကို Manchester United ပြင်သက်တဲ့အားလုံးလက်ပခံခြင်းစရာအကြောင်းမရှိဘူး433 formation ကိုအဓိကသုံးတယ်။သူ့လက်ထက်မှာလူငယ်တွေကိုအားကိုးတယ်။လူငယ်တွေကအဓိကအားကိုးပြီးတော့ငွေမရှိရင်တော့မှ pressure တွေကြားကနေကောင်းကောင်း handle လုပ်နိုင်တယ် ဘာဆိုနာကိုရောက်ပြီးတော့စူပါကက်ရတယ်ကိုပါဒရွေးရတယ်နောက်တစ်ခုကလာလီဂါရတယ်ဘာဖြစ်ဖြစ်ပြည်တွင်းမှာတော့ဂျာဗီကအတိုင်းတာတို့ဒီအောင်မြင်သူဘာဆိုနာကိုကင်တာ၃နှစ်နှစ်နှစ်ခွဲပေါ့လေ one full season one half season နောက်တစ်က full season ဆိုတော့တစ်နှစ်ကဖလားရတယ်တစ်နှစ်က half season နောက်တစ်နှစ်ကသူထွက်သွားတယ်ဆိုတော့အဲ့နေရာမှာနှစ်နှစ်ခွဲအတွင်းမှာဖလားရရတယ်ဆိုတဲ့အချက်ကတော့မဆိုးဘူးဆိုတော့ဂျာဗီနဲ့ပတ်သက်လို့ရှိရင် Man United ကခေါ်မယ်ဆိုရင်တပြားမှမေးကြမှာမလို့သူကအလွတ်ပြောင်းရွှေ့ခြင်းဖြစ်တဲ့အတွက်ကြောင့်သူက Manchester United ကို ကင်ကြီးတဲ့အတွက်ကြောင့် available ဖြစ်ထားတယ်အစောပိုင်းတော့ကတော့သူ့ကိုခေါ်ခြင်းတဲ့ကလပ်တွေရှိတယ် Liverpool နဲ့ဆက်သွယ်ကြတော့ကသူပေချထားတယ်ဆိုတော့သူက England Premier League မှာကင်ကြီးနေဖြစ်နိုင်ကြရပြ Guardiola လည်းထွက်မှာမဟုတ်ဘူး Arnisol လည်းထွက်မှာမဟုတ်ဘူး Now Mikel Arteta လည်းထွက်မှာမဟုတ်ဘူး Thomas Frank လည်းထွက်မှာမဟုတ်ဘူးဆိုဖြစ်နိုင်ကြီးကအတင်းကြီးထဲမှာ Chelsea နဲ့ Anzu Marska ကိုသဘောကျတော့ထွက်နိုင်မို့လို့ရှိရင်ဖြစ်နိုင်ကြီးက Javi က United ဖြစ်တယ်။ဒါပေမဲ့ခက်တာက Sergeant Radcliffe ကအခုဘာပြောလဲဆိုတော့အခု Times မှာဖော်ပြတာက Sergeant Redcliffe က Ruben Amorobo ယုံကြည်မှုအပြေဝါရှိတဲ့အတွက်ဒီနေ့ရာသီကုန်တီတော်သူ့ကိုတေးကြပေါက်တာဝန်ပေးမယ်။ဆိုအခုအိမ်တွင်းမှာ back to back 3ပွဲဆက်နိုင်ပွဲရတယ်။အဲ့နိုင်ပွဲ3ပွဲကသူ့ကိုယုံကြည်မှုတည်ဆောက်ခွင့်ပေးတဲ့အတွက် Ruben Amoron ကိုယာဒုကထုတ်တဲ့ကိစ္စတွေကိုခဏထားပြီးတော့ Okay ငါတို့သူ့ကိုနောက်ဆုံးချိန်ထိတော့ထပ်ပြီးတော့ ရာတီကုန်တိပေးလိုက်မယ်ရှိရှိလေးလေအရင်တော့ကနီးပြတယောက်ထည့်လိုက်ပြန်ခန့်လိုက်ပြန်ထည့်လိုက်ပြန်ခန့်လိုက်ဆိုတဲ့အခြေအနေတွေအားလုံးကိုတို့မလိုလားတော့ဘူးတို့ဆိုတာအခုနီးပြတယောက်ကိုအပြေးဝတာဝန်ပေးမယ်โอเคရာတီကုန်လုံးမှဘာမှတူးတက်လာခြင်းမရှိဘူးဆိုရင်တော့အပြောင်းလဲလုပ်မယ် ဆိုတော့ဒီယာဒီမာရူပင်းအမရွန်ကိုဘုတ်ဖွဲ့ကတောင်းပေးထားတာကနံပါတ်6အဆင့်6တွင်ပဲဝင်ခွင့်ပေးထားတာဆိုတော့သူ့အနေနဲ့အဲ6တွင်ဝင်ရင်သူပြဿနာ AECC ရှင်းနိုင်တယ်ဆိုတော့စာဂျင်ရက်ကလစ်ကအခုရူပင်းအမရွန်ကိုထုတ်ရင်12တန်းပေးရတာ ਈ ပါသူမလုပ်တော့ဘဲနဲ့အသင်းမှာဆက်ထားမယ်ဂျာဗီကလည်းနွေယာတီတီတော့စောင့်ကောင်းစောင့်နိုင်တယ်ဆိုတော့ကျွန်တော်တင်တော့ မိုင်းယူနိုက်တက်ကဆောင်းရဒီမှာအပြောင်းလဲမလုပ်လောက်ဘူးတခုတော့ရှိတာပေါ့လေဒီ international break ကတော့သူ save ဖြစ်သွားပြီဒါပေမဲ့ now international break မတိုင်ခင်မှာဇက်တိုက်ရလက်ဒီဆိုတာတော့တခုခုဖြစ်ခဲ့ရင်တော့ maybe စဉ်းစားကောင်းစဉ်းစားနိုင်တယ်အခုလောလောဆယ်အထိကတော့ Xavi အတွက် no chance Xavi ကိုယ်တိုင်ကလည်း international ဒါဒါနိုင်ငံတကာပွဲတွေပေါ့လေဒါလူရသည်ပြီးတဲ့ခါမှာပဲဖြစ်နိုင်ကြီးအတွက်သူစဉ်းစားကောင်းစဉ်းစားလိမ့်မယ်ဆိုတော့အဲ့ဒီနေရာမှာ Javi Hernandez ကအခုလောလောဆယ်မှာ Manchester United နီးပြရာထူးကိုစောင့်ရရှိပြီးတော့ Sachin Ratcliffe ကတော့ Amron နဲ့ရာဒီကုန်ထိစခန်းသွားဖို့ဆုံးဖြတ်ထားပြီးတော့သူ့ကိုတာဝန်ပေးထားမယ်။ Maybe New Year ဒီမှာတော့အပြောင်းလဲလုပ်ခါမှာလုပ်ပဲ။ဒါပေမဲ့ဂူလလောဆယ်ကတော့ Rube Amron ကိုပဲဆက်ထားမယ်လို့ဆိုထားပါတယ်။ဆိုတော့ Javi ကတော့ New Year ထိစောင့်ရဖို့ရှိပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။